wish I was special, but I am a creep. I am a weirdo. What the hell am I doing here? I don't belong here. Creep by radio. အရာကရုပ်တရက်လန်နိုးလာချိန်ကြမှာကျွန်တော်ရဲ့ခြေလက်တွေအကုန်လုံးပြတ်ထက်သွားခဲ့ကြပြီဆိုတာသတိထားမိ။နာကျင်မှုအသီးသီးရဲ့ကွဲပြားခြားနားတဲ့အကြောင်းပါ။ ဝိဆိုတာမျိုးဟာလူတယောက်စီကိုရောက်ရှိလာတဲ့အခါမှာလက်ရည်ရည်လှဲ့ပတ်တာလားဒါမှမဟုတ်လက်ဝဲရည်လှဲ့ပတ်တာများလားကျွန်တော်ဘာတစ်ခုမှမသိသေးပါဘူးဒါကြောင့်လည်းဒီတတလောကကြီးတွေကကျွန်တော်မသိနားမလည်နိုင်တာပဲအားလုံးအတွက်အ ਨੇ ဆုံးတော့မမရဲ့ရှိန်ကြီးကျဲသေးကလေးတွေကိုမေးဆိုင်ကြည့်ရှုနေဖို့လိုအပ်ခဲ့တာပဲမဟုတ်လားတနာစရာပါပဲအမရဲ့ကျွန်တော်ရဲ့မရှိတော့တဲ့ ခြေပြားလက်ပြားလေးတွေထုံကျင်နေကြတယ်။မတော်တဆစပွဲတဝိုင်းမှာအတူထိုင်ပြစ်ချတဲ့အခါမျိုးမှာဘောကနေတယောက်ရဲ့လက်ထိပ်ဖျားကလေးတွေကိုနောက်တယောက်ရဲ့လက်ဖွာနဲ့ကိုးချောင်ခိုးဝတ်ဖြင်းဖြင်းဆုပ်ကိုင်ထားကြဖို့တယောက်ရဲ့ခြေပမိုးပေါ်ကိုနောက်တယောက်ရဲ့ခြေပွားနဲ့တူတူတိတ်တိတ်ပုတ်တက်ကြည်စားကြဖို့ဒီခွဲစရာကောင်းတာကကျွန်တော်တို့ဟာကျွန်တော်တို့ထမ်းဖို့ကြတော့ တကယ်တော့ဘဝမှာထူးခြားဆန်းကြယ်ရပါတခုမှမရှိပါဘူးတခါတခါတခြားသူတွေလို စိတ်ပြေလက်ပြောက်သဘောပဲဖြစ်ဖြစ်ဘယ်ရခွက်တည်တယ်ကုခတ်ချင်နေမိတယ်ဒါပေမဲ့ကျွန်တော်က ကျမ်းမာရေးမကောင်းဘူးစိတ်ခဏခဏဖျားရဲအမနှကောင်းတဲ့ကရှွမ်းထက်လာရဲ့သွေးတွေတိုင်းကိုလည်းကျွန်တော်ရဲ့သွေးတွေလိုပဲထင်အောင်ထင်မှာဖြစ်တတ်သည်ကျွန်တော်လက်ဆောင်ပေးထားရဲ့ရောင်စုံဆေးပြားလေးတွေကိုအမသတိမရသေးရဲ့လားလို့လဲ မကြာခဏသတိရတတ်တယ်။ပြီးတော့အမကိုချစ်တယ်။ Sorry မ။အချစ်ဟာကျမကြီးကိစ္စနဲ့မသက်ဆိုင်ပါဘူး။ဒါပေမဲ့လည်းကျွန်တော်ချစ်တယ်။အချိန်လုံးကတော့အချစ်ဆိုတာဘယ်လိုပါညာအစရှိတယ်ကျွန်တော်ပလီခဲ့တာပြီအကုန်လုံးကိုလည်းအမလက်ဆောင် ပေးထားခဲ့ဘူးတဲ့။ရှင်ကြီးတထဲရဲ့ညာဘက်အိတ်ကက်လေးတဲ့တသက်ရဲ့ရဲ့ခောက်သိန်းထိုးထည့်ထားလိုက်ပါပြီ။အခုချိန်မှာတော့အချစ်ဆိုတာဘသူမှပြန်လာမှာမ မဟုတ်တယ်လို့ဘသူကမှလည်းမျောလင်းဆောင်ဆိုင်နေခြင်းမရှိတော့တဲ့မျက်ခင်းပြင်လေးတစ်ခုပဲမဟုတ်လားအမကျွန်တော်ကတော့အဲ့ဒီလိုပဲခံစားရပါတယ်